ရုရှားသမ္မတဗလာဒီမာပူတင်ကသူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။သူဟာသမ္မတနန်းတော်များစွာတွေကတခုမှဒါမှမဟုတ်မြေအောက်ပံကားတွေထဲမှာပုံအောင်နေရင်ယူကရိန်းကျူးကျော်မှုအတွက်အမိန့်တွေပေးပို့နိုင်တယ်လို့ယူဆခဲ့တာပါ။သူ့ရဲ့တပ်သားတွေအများပြားသေဆုံးနေရပြီမဲ့သူတို့ရဲ့ကောင်းဆောင်ကတော့ပုံအောင်နေပြီးယူကရိန်းရဲ့ drone တွေဘုံးတွေဒါမှမဟုတ်ဒုံးကျည်တွေရဲ့ချိန်ချောင်မှုအောက်ကိုဘယ်တော့မှမရောက်ခဲ့ပါဘူး။အနည်းဆုံးပူတင်ကအဲ့ဒါလို့ထင်ခဲ့တာပါ။ ါပေမဲ့ပူတင်ဟာဒီရက်ပိုင်းအတွင်းမှာလှုပ်ကြံခံရမလို့ဖြစ်ခဲ့ပါတယ်။ယူကရိန်းရဲ့လှုပ်ကြံရေးဒရုန်းတွေဟာရုရှားသမ္မတထံအရင်ကထက်ပုံမနီးကပ်လာနေပြီဖြစ်ပါတယ်။ဒီဖြစ်ရပ်ကပြင်းထန်တဲ့စိုးကျတွေကိုဖြစ်ပေါ်စေခဲ့ပြီးပူတင်မရှိတော့တဲ့အခါဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။မေလ26ရက်နေ့မှာ New York Post သတင်းစာဟာပူတင်နဲ့ပတ်သက်ပြီးလှုပ်ကြံရေးအဖြစ်အပျက်ကိုပထမဆုံးဖော်ပြခဲ့တဲ့သတင်းဌာနတွေကတခုဖြစ်ပါတယ်။ရုရှားလေကြောင်းရန်ကာဝေးရေးတပ်ဖွဲ့ရဲ့တမှု Yuri Dashkin ရဲ့ပြောပြချက်အရ ပူတင်ဟာယူကရိန်းရဲ့ဒရုန်းတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးအဲ့ဒီအချိန်မှာသူဟာကူရစ်မှာတာဝန်ကင်းလှည့်ထွက်နေခဲ့တာဖြစ်ပါတယ်။ကူရစ်ဆိုတာက2024ခုနှစ်ဩဂုတ်လမှာယူကရိန်းကပြန်လည်ကျူးကျော်ခဲ့တဲ့ရုရှားရဲ့ Oblex Data ဖြစ်ပါတယ်။လာပေါင်းများစွာရုရှားတပ်ဖွဲ့တွေဟာမြောက်ကိုရီးယားစစ်သားတွေနဲ့အတူကူရစ်ကယူကရိန်းကျူးကျော်သူတွေကိုတွန်းလှန်ဖို့တိုက်ပွဲဝင်ခဲ့တာပါ။ဧပြီလကုန်ပိုင်းမှာရုရှားကသူတို့အောင်မြင်ခဲ့ပြီးကူရစ်မှာယူကရိန်းတပ်သားတွေမရှိတော့ဘူးလို့ကြေညာခဲ့ပါတယ်။ ူတင်ကသူ့ရဲ့စစ်သားတွေရဲ့အောင်မြင်မှုကိုဂုဏ်ပြုဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။ပူတင်ဟာဒီဒေသတွေကိုရဟတ်ရင်နဲ့တွားရောက်ခဲ့ပြီးသူ့ရဲ့စစ်သားတွေရဲ့အောင်မြင်မှုကိုဂုဏ်ပြုခဲ့ပါတယ်။ဒီရဟတ်ရင်စီးနှင်းမှုဟာသူ့အတွက်နောက်ဆုံးခရီးနှီးပါဖြစ်တော်မလို့ပါ။ Dashkin ကရုရှားသမ္မတဟာရန်သူရဲ့ drone တွေရဲ့အကြီးစားတိုက်ခိုက်မှုကိုခံရတဲ့ဗဟိုချက်မှာလုံးဝရှိနေခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီ drone တွေကိုပူတင်ကိုတတ်မှတ်ပြီးတိုက်ခိုက်ဖို့ပို့လိုက်တာလား။ဒါမှမဟုတ်ယူကရိန်းကကူရစ်ကိုနောက်ထပ်တစ်ကြိမ်တိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့တာလားဆိုတာမသိရသေးပါဘူး။ ဘလို့ပဲဖြစ်ဖြစ် dashkin ကပူတင်ဟာလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လေကြောင်းရန်ကာကွယ်ရေးတိုက်ပွဲကိုတပြိုင်တည်းလှုပ်ဆောင်ခဲ့ပြီးတမရရဟတ်ရင်ရဲ့ပြန်တမ်းမှုကိုဘေးကင်းလုံခြုံအောင်တေချာစီစဉ်ခဲ့တယ်လို့ dashkin ကပြောပါတယ်။ဒီတိုက်ခိုက်မှုဟာတကယ်ဖြစ်ပွားခဲ့တယ်ဆိုတာကိုဘသူမှလွတ်လပ်စွာအတည်ပြုနိုင်ခြင်းမရှိသေးတာကိုသတိပြုသင့်ပါတယ်။လောလောဆယ်ဒီဖြစ်ရဖြစ်ခဲ့တယ်လို့ပြောနေတဲ့သူကရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်မှုတအူးသာရှိသေးတာဖြစ်ပါတယ်။ပူတင်စီကဘာမှထုတ်ပြန်ချက်မရှိသေးတယ်လို့လွတ်လပ်တဲ့ချက်လက်စစ်ဆေးသူတွေကလည်း ီတိုက်ခိုက်မှုကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အကြီးမားဆုံးချက်ကတော့ယူကရိန်းကဒီတိုက်ခိုက်မှုဘယ်တော့မှမဖြစ်ခဲ့ဘူးလို့ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ယူကရိန်းကအဲ့ဒီအစားပူတင်ကသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုအုံပြုပြီးသူ့ကိုယ်သူသူရဲ့ကောင်းတဦးဖြစ်ပုံဖော်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါဟာရုရှားနိုင်ငံကယူကရိန်းကိုကျူးကျော်မှုမှာအင်အားကြီးမားတဲ့ထိုးစစ်ဆင်မှုရုန်းကန်နေရတဲ့အချိန်မှာဖြစ်ပေါ်နေတာပါ။အ ਨੇ ဆုံးယူကရိန်းရဲ့စတက်ကွန်စင်တာရဲ့ပြောပြချက်အရပူတင်ရဲ့ရဟန့်ရင်ကိုတိုက်ခိုက်ခံတယ်ဆိုတဲ့သတင်း လိန်ညာမှုတစ်ခုလို့ခေါ်ဆိုထားတာဖြစ်ပါတယ်။ Stackgun Center ကသူတို့ရဲ့ Facebook စာမျက်နှာမှာ post ခုမှာထပ်မံဖော်ပြထားပြီးပူတင်ထောက်ခံတဲ့မီဒီယာတွေကပူတင်ရဲ့ခရီးစဉ်ကိုဖုံးကွယ်ထားရင်သူဟာဒီ data ထဲမှာကားနဲ့သာသွားလာခဲ့တယ်လို့ဆိုထားတာပါ။ဒါကရုရှားသမ္မတကိုတင်ဆောင်လာတဲ့ရဟတ်ယာဉ်တစ်စင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ပြောဆိုချက်တွေကိုမှားစီမှာဖြစ်ပါတယ်။ Stackgun Center ကပူတင်ဟာရဟတ်ယာဉ်ပေါ်မှာဘယ်တော့မှမရှိခဲ့ဘူးလို့ဆိုပြီးဒါကြောင့်အဲ့ဒီလိုဖြစ်ရဖြစ်ဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ဒီ post မှာဆက်လက်ဖော်ပြထားတာက ကားတိုင်းရဲ့ဗီဒီယိုဖိုင်တွေကို Federal ရုပ်သံလိုင်းအားလုံးမှာပြသခဲ့တာပါ။ဒါ့အပြင်ရုရှားကာကွယ်ရေးဝန်ကြီးဌာန Russia Media တွေနဲ့ Telegram Channel တွေကလည်း drone တိုက်ခိုက်မှုအကြောင်းဘာမှဖော်ပြခဲ့တာမရှိပါဘူး။ဒီတိုက်ခိုက်မှုဟာ Dashkin ရဲ့စကားတွေနဲ့ကိုက်ညီမှာမဟုတ်ပါဘူး။ Ukraine Telegram Channel တခုက ပြောဆိုထားသလိုဒီတိုက်ခိုက်မှုဆိုတဲ့သတင်းတွေဟာလေဖန်တန်းစီးစလိုက်တာဖြစ်ပြီးပူတင်ကိုရဲရင်တဲ့သူအဖြစ်ပုံဖော်ဖို့ပဲရည်ရွယ်တာဖြစ်ပါတယ်။ Kaplan ကို Ukraine Fights Telegram Channel က ဒါအားလုံးဟာသူရဲကောင်းဆန်တဲ့အသွင်ပြင်ဖန်တီးလို့လိန်ညာမှုတစ်ခုဖြစ်နိုင်တယ်။ဒါဟာအလွန်ရှုပ်ထွေးနေပြီးပူတင်ဟာတကယ်ပဲကူရစ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။သူဟာမေလ20ရက်နေ့မှာအဲ့ဒီမှာရှိနေခဲ့ပြီး Oblast ဒေသရဲ့အသစ်တည်ဆောက်ထားတဲ့နျူကလ িয়ার တာအပိစက်ရုံကိုစစ်ဆေးဖို့တဲ့။ရခင်ကဒီဒေသသိမ်းပိုက်ထားခဲ့တဲ့ယူကရိန်းတပ်ဖွဲ့တွေကိုဖယ်ရှားပြီးတာကိုဂုံပြုဖို့လာရောက်ခဲ့တာဖြစ်ပါတယ်။မေလ20ရက်နေ့မှာနှစ်ဖက်စလုံးကနေဆက်ဒေသအများပြားမှာဒရုန်းနဲ့ဒုံးကျည်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြခဲ့တာကြောင့် ပူတင်ဟာဒရုန်းတိုက်ခိုက်မှုတစ်ခုမှာပိတ်မိသွားနိုင်တဲ့အခွင့်အလမ်းရှိပေမဲ့ဘာမှသိကြတာမရှိသေးပါဘူး။ Kremlin ဟာတကယ်မရှိတဲ့ပူတင်ရဲ့ပုံရိပ်ကိုဖော်ညွှန်းမှုလိမ်ညာနေတာဖြစ်နိုင်ပါတယ်။ပူတင်ဟာရပိုင်တွင်ယူကရိန်းကိုသိမ်းပိုက်ဖို့ရည်ရွယ်ခဲ့တဲ့အထူးစစ်ဆင်ရေးဟာ၃နှစ်ကျော်ကြာစစ်ပွဲဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်အဆက်မပြတ်လိုက်ရောညီတွေဖြစ်အောင်လှုပ်ဆောင်နေရတာဖြစ်ပါတယ်။သူဟာရုရှားရဲ့ခိုင်မာတဲ့ခေါင်းဆောင်နဲ့အကာအကွယ်ပေးသူဖြစ်သူ့ရဲ့ဂုံတရင်ကိုအကြိမ်ကြိမ်ထိခိုက်ခံခဲ့ရပြီးဒါကသူ့ရဲ့ပြည်သူပြည်သားပုံရိပ်ကိုထိခိုက်စေတာဖြစ်ပါတယ်။ လောက်ကြံမှုကြိုးပမ်းမှုဆိုတဲ့သတင်းကိုလိန်ညာဖန်တီးတာဟာခရမ်လင်ရဲ့နီးလန်းတစ်ခု ဖြစ်နိုင်ပြီပူတင်ကိုယ်တိုင်လည်းယူကရိန်းမှာတိုက်ခိုက်သေးဆုံးနေရတဲ့စစ်သားများစွာနဲ့အတူအန်ရီရဲမှာရှိနေတယ်ဆိုတာကို ပြသဖို့ရည်ရွယ်ပါတယ်။ဒါဟာပူတင်ကရှေ့တန်းမှာပြန့်နှံ့စေနေတဲ့သတင်းစကားမျိုးဖြစ်ပါတယ်။သူ့ရဲ့ကြိမ်ကြိမ်ကြာရှုံးမှုတွေကိုထည့်တွက်ရင်ဒါဟာသူ့ရဲ့စစ်သားတွေကိုရုရှားကောင်းဆောင်မှုနဲ့အတူသူတို့ဟာဒီစစ်ပွဲထဲမှာအတူ ရှိနေတယ်ဆိုတာကို ပြသတဲ့ထူးဆန်းတဲ့စိတ်ဓာတ်မြင့်တင်မှုတစ်ခုဖြစ်ပါတယ်။အလားတူဖြစ်နိုင်တာကတော့ယူကရိန်းကလှုပ်ကြံမှုကြိုးပမ်းခဲ့ပြီး ဒါကိုဝန်ခံဖို့ညှင်းဆုံနေတာဖြစ်ပါတယ်။ယူကရိန်းဟာရုရှားနိုင်ငံထဲမှာအူစားပေးပြစ်မှတ်ထားတဲ့ရုရှားပြစ်မှတ်တွေကိုဖယ်ရှားတဲ့တဲ့တမိုင်းကြောင်းရှိပါတယ်။စီပါကမေလ22ရက်နေ့စောင်းမတဲ့ပုံမှာဒီအချက်ကိုမိမောင်းထိုးပြထားပြီးယူကရိန်းဟာလုံခြံရေးအတွက် Moses ပုံစံကိုလိုက်နာနေပုံရတယ်လို့ဖော်ပြထားပါတယ်။ဒီပုံစံကိုဒုတိယကမ္ဘာစစ်တွင်းရက်ဆက်ကြမ်းကြုတ်မှုတွေမှာပါဝင်ခဲ့တဲ့နာဇီအရာရှိတချို့ကိုတရားမျှတမှုထံကနေလွတ်မြောက်ဖို့နှီးစပ်နေချိန်မှာဖယ်ရှားဖို့အသုံးပြုခဲ့ပါတယ်။ ယူကရိန်းပါလီမန်အဖွဲ့ဝင်ဘူမကြီးရိုမန်ကိုစတန်ကိုရဲ့ပြောပြချက်အရယူကရိန်းဟာရုရှားယာရှိတွေကိုဖယ်ရှားဖို့အခုဒီပုံစံကိုလိုက်နာနေတာဖြစ်ပါတယ်။စီပါရဲ့ဖော်ပြချက်အရဧပြီလနောက်ပိုင်းမှာဗိုလ်ချုပ်ယာရာစလက်မာဆာလစ်ကိုကားပုတ်နဲ့တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလမှာတော့ယူကရိန်းကဒုတိယဗိုလ်ချုပ်ကြီးအီဂေါ်ကိုရီလော့ဖ်ကိုစကူပါဘုံးနဲ့ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာယူကရိန်းကရုရှားရဲ့ခေါင်းဆောင်မှုပုံစံတွင်ဗျံပတာဖြစ်အောင်ကားပုံးတွေနဲ့ပြစ်မှတ်ထားပြစ်ခတ်မှုတွေအသုံးပြုနေတယ်လို့သတင်းထွက်နေတဲ့ဥပမာအနည်းငယ်သာဖြစ်ပါတယ်။ယူကရိန်းကမေလ20ရက်နေ့မှာပူတင်ကိုလက်ချံမှုကြိုးစားခဲ့ပါတယ်။အကယ်၍ယူကရိန်းကဒီလိုလုပ်ခဲ့ပြီးမှအောင်မြင်ခဲ့ရင်ယူကရိန်းကပါဝင်ပတ်သက်မှုကိုငြင်းဆိုချင်တာဟာအံ့ဩစရာမဟုတ်ပါဘူး။ယူကရိန်းကရုရှားခေါင်းဆောင်ဟာလက်ချံမှုကြိုးပမ်းမှုကနေလွတ်မြောက်ခဲ့တယ်ဆိုတာကိုအတည်ပြုပြီးပူတင်ကိုယ်တိုင်သူရဲကောင်းအဖြစ်ပုံဖော်ဖို့ကြိုးစားနေတာကိုအားမပေးချင်တာဖြစ်ပါတယ်။ မေလ20ရက်နေ့မှာဗားဖြစ်ခဲ့ပါသည်ဒီတိုက်ခိုက်မှုရဲ့ရလဒ်တချို့ကတင်းမာမှုကိုတိုးမြင့်စေခဲ့ပြီးတချို့ကိစ္စတွေမှာတော့ပူတင်ကယူကရိန်းစစ်ပွဲကနေထွက်ပေါက်ရှာနေတယ်ဆိုတဲ့အရေးအယံတွေပြသလာပါတယ်ထွက်ပေါက်ရှာဖွေမှုနဲ့ပတ်သက်ပြီး National Post ရဲ့ Editor ချုပ် Dian Francis ကမေလ28ရက်နေ့မှာ Times Radio နဲ့စကားပြောရင်းလောက်ကျန်မှုကြိုးပမ်းမှုနဲ့ဒါကဘာတွေဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာကိုဖော်ပြခဲ့ပါတယ် ူတင်ဟာမကြသေးငင်ကယူကရိန်း drone တစ်စင်းကသူ့ရဲ့ရဟတ်ယာဉ်တပ်ဖွဲ့တွေကတစ်စင်းကိုဖျက်ဆီးခဲ့လို့လောက်ကြံခံရမလို့ဖြစ်ခဲ့တာဖြစ်ပါတယ်လို့ Francis ကဆိုပါတယ်။ပူတင်ရဲ့နားမှာအရေးပါတဲ့စစ်ဘက်အရာရှိတွေနဲ့တခြားလူတွေကိုယူကရိန်းရဲ့အထူးစစ်ဆင်ရေးတွေကလောက်ကြံခဲ့ကြတာပါ။သူတို့ဟာနေရာအနှံ့မှာရှိနေကြပါတယ်။ Francis ကရုရှားကောင်းဆောင်တွေအခြေအနေဟာပုံမခက်ခဲလာနေပြီးယူကရိန်းကပူတင်စတင်ခဲ့တဲ့စစ်ပွဲကိုပြန်လည်ပြစ်တင်မှုနီးလန်းတွေရှာဖွေနေတယ်လို့အတိတ်ပဲဖွင့်ဆိုထားပါတယ်။လောက်ကြံမှုကြိုးပမ်းမှုတွေတင်မကပါဘူး။ ်ပူတင်ကစိုးရင်ရမယ့်အရာတွေရှိပါသေးတယ်။ယူကရိန်းဟာအဲ့ဒီအထက်ကိုဝင်ရောက်နေပြီးစစ်ရုံတွေကိုဖျက်ဆီးနေကဂျီနန်စီးစစ်မှုကိုပိတ်ဆို့နေပြီးသူတို့လုံနိုင်တဲ့ပြန်လှုပ်ဆောင်နေတယ်လို့ဖရန်စစ်ကဆိုပါတယ်။ဒီမှာပဲပူတင်ကသူစတင်ခဲ့တဲ့စစ်ပွဲကနေထွက်ပေါက်ရှာနေရတဲ့အကြောင်းရင်းတစ်ခုရှိနေပါတယ်။ဖရန်စစ်ကပူတင်ဟာချက်ချင်းထွက်ပေါက်ကိုရှာမှာမဟုတ်ပေမဲ့သူ့ကိုတင့်တင့်နဲ့ဂုံပကာသနပေးမဲ့ထွက်ပေါက်တစ်ခုကိုကြိုးစားမှဖြစ်တယ်လို့ဆိုပါတယ်။ Times Radio ကလည်းရုရှားမီဒီယာတွေက မေလ20ရက်နေ့မှာကူရစ်မှာဖြစ်ပွားခဲ့တာကိုအောင်မြင်မှုတစ်ခုအဖြစ်ဖော်ပြဖို့ကြိုးစားခဲ့ပေမဲ့တကယ်ဖြစ်ပွားခဲ့တာကပူတင်ရဲ့ကူရစ်ခရီးစဉ်မှာအဟံတားတွေဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကိုထပ်ပြီးပူတင်ကမေလအစောပိုင်းမှာသူ့ရဲ့အောင်ပွဲနေ့အခမ်းအနားတွေဆက်လက်လုပ်နိုင်ဖို့ယူကရိန်းကိုယာယီအပြစ်ခတ်ရစေးရေးတောင်းဆိုခဲ့တာနဲ့ပေါင်းဆက်ကြည့်မယ်ဆိုရင်ပူတင်ဟာစစ်ပွဲကိုအဆုံးသတ်ဖို့ရှာဖွေနေတယ်ဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာတွေစတင်ပေါ်လာတာဖြစ်တယ်လို့ဖရန်စစ်ကဆိုပါတယ်။တခုတည်းသောပြဿနာကတော့စစ်ပွဲအဆုံးသတ်မှုဟာ ်ပူတင်ကိုကောင်းမွန်တဲ့ပုံရိပ်ပေးမဲ့နီးလန်းနဲ့သာဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကသူ့အတွက်ယူကရိန်းရဲ့လှုပ်ကြံမှုကြိုးပမ်းမှုကိုတုံ့ပြန်မှုတစ်ခုပြီးသောရွေးချယ်စရာကိုကြံရစ်စေတာဖြစ်ပါတယ်။အဲ့ဒါကတော့ယူကရိန်းမျိုးတွေကိုပုံမထိတ်လန့်စရာတိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ရုရှားကယူကရိန်းကိုအခုထိမဖြစ်ပေါ်ဘူးတဲ့အကြီးဆုံး drone တိုက်ခိုက်မှုကိုပူတင်ရဲ့ရဟတ်ယင်ကူရစ်မှာလုံးဝဖျက်ဆီးခံရမလို့ဖြစ်ခဲ့တယ်လို့ဆွဆွဲခံရပြီးတပတ်မပြည့်ခင်မှာပဲစတင်ခဲ့တာဟာတိုက်ဆိုင်မှုမဖြစ်နိုင်ပါဘူး။မေလ25ရက်ညကနေ 26ရက်ထိရုရှားကယူကရိန်းကိုလေကြောင်းတိုက်ခိုက်မှုနဲ့ဘုံကျဲခဲ့ပြီးဒရုန်း355စင်းပါဝင်တဲ့တကြိမ်တည်းနဲ့ဆန်ကြိမ်တင်လောက်တဲ့တိုက်ခိုက်မှုဖြစ်ခဲ့တာပါဒီတိုက်ခိုက်မှုဟာရခိုင်ညကရုရှားကဒရုန်း298စင်းနဲ့ဒုံးကျည်69စင်းကိုယူကရိန်းဘက်ကိုလွှတ်လိုက်တဲ့ဖြစ်ရပ်နောက်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်မေလ23ရက်ကနေ26ရက်နေ့အစောပိုင်းအထိရုရှားကဒရုန်းအစင်း900လွှတ်တင်ခဲ့တာဖြစ်ပါတယ်ဒါဟာလုံခြုံမှုကြိုးပမ်းမှုအတွက်တုံ့ပြန်မှုတစ်ခုဖြစ်နိုင်ပုံရပါတယ်နယူးယောက်ပို့စ်ကတော့ဒီဆက်ဆက်မှုကိုတေချာပြုလုပ်ထားပြီး ရုရှားက drone 335စင်းလွှတ်လိုက်တဲ့ညတိုင်းမှာယူကရိန်းကို cruise drone ကြီး၉စင်းမှာပစ်လွှတ်ခဲ့တယ်လို့ထပ်လောင်းဖော်ပြထားပါဗျ။ယူကရိန်းရဲ့ရှုထောင့်ကသတင်းကောင်းကတော့ဒီဒုံးကြီးအလုံးနဲ့ရုရှားလွှတ်လိုက်တဲ့ drone 228စင်းကိုပစ်ချခဲ့တာ။ဒါမှမဟုတ်အနှောက်အယှက်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းဒေသ၅ခုမှာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပူတင်ကလှုပ်ကြံမှုကြိုးပမ်းမှုတွေသူ့ရဲတခုရီသောတုံ့ပြန်မှုဟာယူကရိန်းကိုအရင်ကထက်ပိုပြီးပြင်းထန်စွာတိုက်ခိုက်ဖို့ပဲလို့ယုံကြည်ခဲ့ပေမဲ့သူ့ရဲ့လက်တော့ပြန်တိုက်ခိုက်မှုဟာ ရုရှားအကျိုးရှိမဲ့ငြိမ်းချမ်းရေးကနေပိုမိုဝေးကွာသွားစေလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။ရုရှားရဲ့ထိတ်လန့်ဝေးရာဒရုန်းဘုံးကျဲမှုပြီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးတို့ကပူတင်ကိုပြစ်တင်ဝေဖန်ခဲ့ကြပါရတယ်။ထရမ်ကဒေါ်သာထွက်လွန်နေပြီးသူ့ရဲ့ Truth Social Platform မှာရုရှားကောင်းဆောင်ဟာလုံးဝယူသွတ်သွားပြီလို့ပူတင်ကိုပြစ်တင်ရှုံချခဲ့တာဖြစ်ပါတယ်။ဇလန်စကီးကလည်းဒီတိုက်ခိုက်မှုပမာဏတိုးလာမှုကိုအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့တံခတ်မှုတွေကိုပုံမိုလှုပ်ဆောင်မှုနဲ့တုံ့ပြန်သင့်တယ်လို့ထပ်လောင်းပြောကြားခဲ့ပြီး ်ပူတင်ရဲ့စစ်ကိုဟန့်တားဖို့ကြိုးပမ်းရမယ်လို့ဆိုပါတယ်။ရုရှားကောင်းဆောင်ရဲ့စိတ်ထဲမှာပူတင်ဟာဇယ်လန်စကီးရဲ့တုံ့ပြန်မှုကိုသိဆိုးရိမ်မနေနိုင်ပါဘူး။ကူရစ်မှာသူ့ပေါ်ဖြစ်ပေါ်ခဲ့တယ်လို့ယူဆရတဲ့ဖြစ်ရကြောင်းယူကရိန်းနဲ့ကိုဒရုန်းတွေပုံမလွှတ်တင်လိုက်တာဟာမျှတတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ပူတင်ကထရမ့်သူ့ကိုယူတွတ်သူလို့ခေါ်ဆိုခဲ့တာကိုပုံမဆိုးရိမ်နေတာဖြစ်ပါတယ်။ထရမ့်ရဲ့မှတ်ချက်တွေအပြီးမှာခရမလင်ကတိုးပွားလာတဲ့မိတော့ကိုရေလောင်းပြီးနှိမ်သက်ဖို့ကြိုးစားခဲ့ပါတယ်။ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ဖ်က ထရမ့်ရဲ့မှတ်ချက်တွေကိုစိတ်ခံစားမှုလွန်ကဲမှုလို့ဖော်ပြခဲ့ပြီးယူကရိန်းစစ်ပွဲဟာအ धिक အလှည့်ပြောင်းတစ်ခုကိုရောက်နေတယ်လို့ဆိုပါတယ်။ဒါဟာအလွန်အရေးကြီးတဲ့အခိုက်အတန့်ဖြစ်တယ်လို့ပတ်စကော့ဖ်ကပြောပါတယ်။ဒီအခိုက်အတန့်ဟာတဘာဝအတိုင်းနှစ်ဖက်စလုံးမှာစိတ်ခံစားမှုလွန်ကဲမှုနဲ့စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုတွေနဲ့လိုက်ပါလာတာဖြစ်တယ်လို့ဆိုပါတယ်။ပတ်စကော့ဖ်ကဆက်လက်ပြီးခရမ်လင်ဟာထရမ့်ရဲ့ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအားပေးဖို့အတွက်လှုံ့ဆော်နေတဲ့ကြိုးပမ်းမှုအလုံးအတွက်အလွန်ကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်ဟာပူတင်ရည်ရွယ်ထားတာထက်ပိုပြီးပေါ်ပြလိုက်တာဖြစ်နိုင်ပါတယ်။ဒါဟာရုရှားရဲ့အမေရိကန်သမ္မတကိုသူတို့ဘက်မှထိန်းထားဖို့အလျင်မြန်ကြိုးစားမှုတစ်ခုအဖြစ်ရှုမြင်နိုင်ပြီးပူတင်ကလှုပ်ကြံမှုကြိုးပမ်းမှုကိုတုံ့ပြန်ရမှာအလွန်ကျွံလှုပ်ဆောင်ခဲ့တဲ့အချိန်တစ်ခုမှာဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Francis ကဆိုသလိုပူတင်ကသူစားခဲ့တဲ့တိုက်ပွဲကနေထွက်ပေါက်ရှာနေရဆိုရင်ဒီလိုမျိုးတင်းမာမှုတွေတုံ့ပြန်လှုပ်ဆောင်မှုတွေဟာသူလိုချင်တဲ့ရလဒ်ကိုရရှိမဲ့နည်းလမ်းမဟုတ်မှန်းသိတာထင်ရှားပါတယ်။ဒါပေမဲ့ပူတင်အတွက်ပိုဆိုးလာပါတယ်။ ရုရှားရဲ့ယူကရိန်းပေါ်ဆိုးရွားတဲ့ဒရုန်းတိုက်ခိုက်မှုတွေပြီးဆုံးလုံဒီပါဖြစ်လာချိန်မှာပူတင်ကိုတုံ့လှုပ်စေမဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။မေလ26ရက်နေ့မှာဂျာမန်အဓိပတိဖရစ်ဒရစ်မတ်စ်ကနိုင်ငံလေးနိုင်ငံကယူကရိန်းပေါ်ရခင်ကထားရှိခဲ့တဲ့အနောက်နိုင်ငံတွေကထောက်ပံ့ပေးတဲ့တာဝေးတုံးကြီးတွေကိုရုရှားပေါ်အသုံးပြုရမှာကန့်သတ်ချက်တွေကိုဖယ်ရှားလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ယူကရိန်းထံပေးပို့တဲ့လက်နက်တွေပေါ်အကွာအဝေးကန့်သတ်ချက်တွေမရှိတော့ဘူးလို့မတ်စ်ကကြေညာခဲ့ပြီး ဒါဟာဗြိတိရှပြင်သစ်အမေရိကန်တွေပေးပို့တဲ့လက်နက်တွေမှာအကျုံးဝင်တာဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်ဟာရုရှားရဲ့စံချိန်တင် drone တိုက်ခိုက်မှုပြီးမှထွက်ပေါ်လာပါတယ်။ဒါကယူကရိန်းဟာအခုသူ့ကိုယ်သူကာဝယ်နိုင်ပြီဆိုတဲ့အထိပ္ပယ်ဖြစ်ပြီးဥပမာအားဖြင့်ရုရှားတွေကစစ်ဘက်ဆိုင်ရာတပ်နေရာတွေကိုအနှဲငယ်သောခြွင်းချက်တွေနဲ့တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။မကြာသေးခင်အထိယူကရိန်းကဒီလိုမလုပ်ခဲ့ပေမဲ့အခုဒီလိုလုပ်နိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာကြီးမားတဲ့အပြောင်းအလဲဖြစ်ပြီး Kremlin ကဒါကိုသိရှိထားတာဖြစ်ပါတယ်။ ရုရှားကနောက်နိုင်ငံ၄နိုင်ငံရဲ့ဒီပူးတဲ့ဆုံးဖြတ်ချက်ဟာ NDA ရှိပြီးငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုခုအတွက်ထိခိုက်စေမယ်လို့ချက်ချင်းထုတ်ပြောခဲ့ပါတယ်။နောက်တစ်ချိန်ပူတင်ရဲ့စစ်ပွဲကိုအဆုံးသတ်လိုတဲ့ဆန္ဒကိုပြသနေတာဖြစ်ပါတယ်။လောက်ကျန်မှုကြိုးပမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့သူ့ရဲ့တင်းမာမှုတိုးမြင့်မှုဟာတစ်ဖက်ကတင်းမာမှုတိုးမြင့်မှုကိုသာဖြစ်ပေါ်စေခဲ့ပြီးပူတင်မျှော်လင့်ခဲ့တဲ့လက်နက်ချမှုကိုမရရှိခဲ့တာဖြစ်ပါတယ်။အခုယူကရိန်းဟာရုရှားအတွင်းကသူ့လိုချင်တဲ့ပြစ်မှတ်တွေကို Storm Shadow ADACMS နဲ့ ဂျာမနီရဲ့ Torax တုံးကြီးတွေနဲ့တိုက်ခိုက်နိုင်နိုင်နေနိုင်ပြီဖြစ်ပါတယ်။ယူကရိန်းကိုစုပ်ခွာဖို့ဖိအားပေးမဲ့စာပူတင်ရရှိခဲ့တာကရုရှားကယူကရိန်းမျိုးတွေကိုထိတ်လန့်ပွဲတိုက်ခိုက်ဖို့အသုံးပြုနေတဲ့အလားတူပြစ်ခတ်နိုင်ငံကိုအနောက်နိုင်ငံတွေကယူကရိန်းကိုပေးပို့ဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒါအားလုံးဟာမေလ20ရက်နေ့ကယူဆခံရတဲ့လောက်ကျန်မှုကျိုးပန်းမှုစီကိုပြန်လည်ဆက်ဆက်နေတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။